ကိုရီးယားမှာပင်ပင်မမအလုပ်လုပ်ရလို့ကင်ဆာနောက်ဆုံးအဆင့်ရောက်ခဲ့ပြီးတလားသာအသက်ရှင်ခွင့်ရတော့တဲ့မြန်မာလူငယ်လေးမင်္ဂလာပါပရိသတ်ကြီးရှင်အခုရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာလူပြောများနေတဲ့သတင်းကတော့မိသားစုအတွက်ဝင်ငွေရှာဖို့အတွက်ကိုရီးယားနိုင်ငံကိုထွက်ခွာခဲ့ပေမယ့်နောက်ဆုံးမှာတော့ကင်ဆာရောဂါသာရရှိခဲ့ပြီးအသက်ရှင်ဖို့တလားသာကြံတော့တဲ့အချိန်မြန်မာနိုင်ငံကိုပြန်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ် အသက်23နှစ်အရွယ်မြမလူငယ်တယောက်ရဲ့ရင်နာစရာဘဝဖြစ်စဉ်ပဲဖြစ်ပါတယ်။ကာယကံရှင်ကိုယ်တိုင်ကသူကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုအခုလိုပြောပြထားပါတယ်။ကျွန်တော်အသက်က23နှစ်ပေါင်းကိုရီးယားကို2023ခုနှစ်6လပိုင်းမှာရောက်ခဲ့ပါတယ်။အင်ချုံမှာရှိတဲ့ဂျုံအင်းဆိုတဲ့အကြောင်းမှာ language student အနေနဲ့ရောက်ခဲ့ပါတယ်။ကျွန်တော်ကမြောင်းမြစာတီးပါမြမပြည်ကနေလေခက်ခက်ခဲခဲလာရတာမို့ကိုရီးယားဆက်ဆက်ရောက်တော့ပတ်စံလဲတိတ်မပါခဲ့ဘူး။ ။စောင်းဆိုတော့လိုအပ်တာဝယ်ချမ်းရတာနဲ့ပါလာတာလေးတွေခဏလေးနဲ့ကုန်သွားတယ်။တနေ့တော့အတီးကခေါ်တဲ့ထမင်းမှုဆက်ယုံမှအလုပ်ဝင်လုပ်ခဲ့ပါတယ်။နေ့လယ်7:00နာရီကနေညနေ6:00နာရီအထိကြောင်းတက်၊ည8:00နာရီကနေမနက်6:00နာရီအထိညဆိုင်အလုပ်စင်းရတယ်။တနေ့ကို3:00နာရီပဲအိပ်စက်ရပါတယ်။ဒီဆက်ယုံမှ လူတွေကဆက်ယုံလို့ပဲအပြုံးအရည်မရှိဘူး။အလုတ်တွေ အချိန်မီပြီးစီးဖို့ဆဲဆူအော်ဟစ်ပြီးပြားပေးတဲ့သူတွေကြားတယ်ကိုအလုတ်ကိုကိုစီလုံးနေကြတယ် ကျွန်တော်ရဲ့ပထမဆုံးကိုရီးယားအတွေ့အကြုံမှာစိတ်မပျော်လဲအားတင်းရတာပေါ့ဗျာအလုတ်ပင်ပန်းတော့တီးတက်နေဖို့အခန်းငှားလိုက်ပါတယ်အဲ့ဒီအလုတ်မှာ၃လကြာတော့အတိတယောက်မိတ်ဆက်ပေးခြင်းနဲ့မြမစားသောဆိုင်တစ်ခုမှအလုတ်ရခဲ့ပါတယ်ဆဆလုတ်ခြင်းတုန်းကတော့စနေတနင်္ဂနွေပဲအလုတ်ပေးပေးမယ်နောက်ကြတော့ဆိုင်ရှင်ကအချိန်မိုခေါ်ပေးလို့ကျွန်တော်ရက်ဒီအေးအတွက်နည်းနည်းပိုအဆင်ပြေလာခဲ့တယ် ကိုရီးယားရောက်တဲ့ကာလအတွင်းအမေနဲ့မချာဂယူးဆိုင်ပြီးပြီးတော့စားစင်နာတွေကျွေးပေးတဲ့မြန်မာအလို့ရှင်မှာနောက်တော့ចောင်းစရိတ်ចမ်းမရည်အာမခံအိမ်ငန်းကားတွေကြောင့်ငွေပိုလိုအပ်လာတော့မြန်မာဆိုင်ကနေထွက်ပြီးကိုရီးယားနယ်ပယ်မှာအလို့သိရှာရတော့တယ်အိမ်ငန်းနေအသွားတနာကြီးအပြန်တနာကြီးခရီးနေကိုရီးယားဆိုင်မှာပကန်းစည်းအနေနဲ့အလို့လုပ်ခဲ့ရတယ်ចောင်းတက်ចောင်းဆင်းပြီးရင်အလို့တန်းပြရတာဆိုင်ကဧည့်သည်အရန်ကြတယ်ပြင်ပမှန်မှန်လုပ်ရပါတယ် အိမ်ရောက်ရင်ခြေကုံလက်ပန်းကျပြီးပညာရေးအတွက် စာရီမကြည့်နိုင်တော့ဘူးလူကလည်းအားမရှိတော့တချောင်ချောင်ဖြစ်လာတယ်။ကျောင်းလဲမမှန်မတတ်နိုင်တော့ဘူးဒါကြောင့်မို့လို့ရက်တီရေးအတွက်တလမ်းမဲရွေးပြီးတော့ကျောင်းထွက်ပြီးတော့ G1 ဗီဇာပြောင်းလိုက်ပါတယ်ဒီလိုနဲ့အလုံမေးလှုပ်ရင်းနဲ့အတူချုပ်ပြောရရင်ကျမရေးပိုထီလာခဲ့တယ်လူကချူချလာတော့စီကံပြလိုက်အလုံပြက်လိုက်နဲ့မေးကူရင်းနဲ့ငွေကုံလူပင်မှန်းဖြစ်လာတယ် body weight လဲပူပူကျလာတယ် အလုတ်ပြက်တာများလာတော့ညဉ့်ညင်တာခံရတယ်။စေးကုကကလည်းများတော့အကျွေးတင်ခဲ့တယ်။အလုတ်ကလည်းထွက်လိုက်ရတော့စေးကန်လည်းဆက်မပြနိုင်တော့ဘူး။အကြကြီးအလုတ်လက်မဲ့ဖြစ်ခဲ့ရတယ်။စိတ်တက်တွေကြပြီးအခန်းအောင်ရတဲ့ရက်တွေလည်းများခဲ့တယ်။ထမင်းလည်းငတ်ခဲ့တယ်။အသီးတွေခေါ်တဲ့အချိန်ပိုင်းအလုတ်တကာဝင်လို့ရင်းနေ။အိမ်စရိတ်ပေးစရာတွေဖြည့်ရှင်ခဲ့ရတယ်။အကျွေးဆက်ရတယ်။အလုတ်လုတ်ပေးပြီးလစာမရတာတွေလည်းရှိခဲ့တယ်။ခြေထောက်နဲ့ခိုင်းဆဲဆူတာတွေကြားမှလုတ်ခဲ့ရတယ်။ နောက်ပိုင်းတပတ်9ရက်နဲ့အလုတ်တစ်ခုရခဲ့တယ်။တတိကသဘောကောင်းပြီးအလုတ်ကတက်တာခဲ့တယ်။လုံရင်းနဲ့ဆိုင်က စီးပွားရေးကြလာတယ်။ဒါကြောင့်တတိကအချိန်တွေရှော့ချခဲ့တယ်။လေးလာလုတ်ပြီးအဆင်မပြေတာနဲ့အလုတ်ထွက်ပြီးတော့အသစ်ရှာရပြန်တယ်။နှစ်ပတ်အကြာမှာအိန်နာကအခင်ဆိုင်မှာမီးသွေးထည့်ပေးရတဲ့အလုတ်ကိုရခဲ့တယ်။အိန်နဲ့နီးတော့ပျော်ခဲ့တယ်။ဒါပေမဲ့အလောက်ကလူမျိုးချအမျိုးသမီးကနိုင်ငံသားမြန်မာလူမျိုးဆိုပြီးတော့နှိမ်ချခွဲခြားဆက်ဆံခဲ့တယ် တခြားလူမျိုးတူတွေကိုချိုချိုတသားပြောပေမဲ့ကိုအလဲကြတော့မချေမငန်ပြောတာခံခဲ့ရတယ်။မတော်တဆပါဆိုပြီးတန်အပူเจ้าနဲ့ပေါတိုက်တာကိုလည်းသီးခံခဲ့ရတယ်။တလားပြေကန်ဒီကြနိုင်ငံသားသားမှုအဆင်မပြေပါဘူး။ကိုရီးယားလူမျိုးသားလူချင်းမာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အလုထုတ်ခဲ့တယ်။ဝန်နေရတယ်လို့ခံမြင်ခဲ့ပါတယ်။မိသားစုမှာကျွန်တော်ကသားကြီးမို့အမေနဲ့ညီမလေးဘဝရည်တည်နိုင်ဖို့ကျွန်တော်တာဝန်မို့စွမ်းသလောက်စူးစမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာကျမရေးကမတိမသားဆိုးရွားနေခဲ့ပြီးတဲ့နဲ့ငွေရေးကြီးကြီးကြောင့်တေချာမကူတာခဲ့တော့ပို့ပြီးတော့ဆိုးလာတယ်။နောက်ပိုင်းအလုတ်အတီတကြမဟုတ်ဘဲကြုံရလုံးနေခဲ့တယ်။တနေ့တော့ကန်ကောင်းစွာနဲ့ပထမဆုံးလုခဲ့တဲ့ကိုရီးယားဆိုင်ကမန်နေဂျာကပြန်ခေါ်လို့အလုတ်တစ်တခုရခဲ့တယ်။တာဝန်ကြီးပွန်စွာလုပ်ပေးခဲ့တာကြောင့်ယာရုတနီးယားနဲ့တတိအလီပီချင်းခံခဲ့ရတယ်။ဆိုင်တဆိုင်လုံးရဲ့တော်တွေကိုပါတာဝန်ယူအနံခံရတယ်။ဆိုင်ကဈေးကြီးပြီးသုံးတက်ရှိတာကြောင့် မနက်တိုင်း9:00နာရီအရောက်သွားရတယ်။ညဘက်အကုန်ပြန်မှစစ်ဆေးပြီးတော့17:00နာရီမှပြန်ခဲ့တယ်။ငငယ်ရွယ်ရွယ်နဲ့တာဝန်တစ်ခုယူထားရတော့တခြားလူမျိုးသားလူကြီးတွေက ပြောဆိုကြတယ်။အနိုင်ကျင့်ကြင်ကြတယ်။နှစ်လတီးခန့်လုပ်ပြီးနောက်တော့လူရောစိတ်ပါပင်ပန်းလွန်းတာကြောင့်လဆာကောင်းမင်မဲ့အလုထွက်ခဲ့တယ်။အဲ့ဒီအလုကစပြီးခါနာဝေဒနာစခံစားခဲ့ရတယ်။အလုထံကြောင့်အညောင်းမိတာထင်ခဲ့တယ်။ဒီလိုနဲ့အလုသိရှာနေရင်ခါကိုက်ဝေဒနာကပူပူဆိုးလာခဲ့တယ်။ ။နောက်ပိုင်းမှာမထိုင်နိုင်မထနိုင်ဖြစ်လာတယ်။ချောင်းဆိုးလာတယ်၊ရင်မက်တွေနာကျင်တယ်။တနေ့မခံနိုင်တဲ့အဆုံးအယူအကျောဌာနမှာကုသခဲ့တယ်။အလုတ်တန်းကြောင့်အယူပျက်စီးပြီးတော့အယူရောင်လာပါဆိုပြီးဆရာဝန်ကပြောခဲ့တယ်။တက်တာလာတော့အလုတ်လို့နေရင်းကနေတနေ့ဘိုက်အောင်ဝေဒနာထက်ခံစားလာရတယ်။တီးခန့်ရင်းကနေခွေကြတဲ့အထိဖြစ်လာတော့ညာဘက်တငယ်ချင်းအကူအညီနဲ့ဆေးရုံပြေးခဲ့ရတယ်။ ဆေးရုံဘက်ကတတ်မှန်ရိုက်ပြီးမျက်နှာပြက်စွာနဲ့တခြားဆေးရုံအ мян သွားဖို့ပြောခဲ့တယ်။ဘာသာစကားအခက်ခဲကြောင့်အเจ้าရင်းကိုမသိခဲ့ရဘူး။ဒါကြောင့်မြမကအတိဆရာဝန်စီကိုချက်ချင်းဆက်သွယ်ခဲ့တယ်။တီးလိုက်ရတာက အဆုံးမှာပြဿနာရှိပြီးအသက်အန္တရာယ်ရှိနေခဲ့ပြီးဒါကြောင့်ညှို့တဲ့ဆေးရုံကိုအ мян တက်ခဲ့တယ်။တတ်မှန်ရိုက်စီတီရိုက်ပြီးအဖြေရှာကြတယ်။နောက်မကြခင်မှာပဲတီးတန့်အခန်းထဲထားပြီးဘသူနဲ့မှမတွေ့ရတော့ဘူးဝေဒနာခံစားရင်တယောက်တည်းအထီးကျန်ပြီးကြောက်ရွံ့နေခဲ့တယ် နောက်ရက်မှာဆရာဝန်ကအဆုတ်နာနေကြောင်းအဆုတ်ပြက်စီးနေကြောင်းနဲ့တီဗီဖြစ်နိုင်လို့အခန်းခွဲထားရကြောင်းပြောပြခဲ့တယ်။စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်အပြေထွက်လာတယ်။ဆရာဝန်ကစိတ်ခိုင်ခိုင်ထားပါကင်ဆာဖြစ်နေပြီလို့ပြောပြခဲ့တယ်။ယောဂအပြေတီးလိုက်ရတဲ့အချိန်မှာတော့ကင်ဆာဆဲတွေကတကူလုံးကိုပြန့်နှံ့နေခဲ့ပြီးဆေးရလက်အရာတလားခတ်မဲနေရတော့မယ်။အာမပြက်ခင်အိမ်အမြန်ပြန်တဲ့နေတယ်။ဒီအဖြစ်အပျက်တွေကအိမ်မက်လိုပါပဲဗျာ။ ကျမရေးအတွက်လဲစိတ်ပူနေရသလိုငွေကြေးစုထားတာလေးတွေကလည်းကုန်ပြီမို့တငယ်ချင်းတွေက post တင်ပြီးအကူအညီတောင်းဖို့ကိုစုံမိုးအောင်ကိုအကူအညီတောင်းခဲ့တယ်။မြောင်းမြားကဆီယာမအန်နီကလည်းမတ်မီရီနွမ်းကိုဆက်သွယ်ပေးခဲ့လို့စိတ်အေးရပြီဗျ။ဒီနေ့ဆေးရုံလာကြည့်သူ40ကျော်ပါတယ်။ကိုရီးယားသူနာပြူတွေကအံ့ဩခဲ့ကြတယ်။အပောင်အသင်းတွေအလုံရှင်ဟောင်းတွေတည်သူခင်သူတွေကဝန်းရံအားပေးကြတယ်။ ညောင်မြကတငယ်ချင်းတွေရန်ကုန်ဆင်းပြီးကျွန်တော်ကိုလာကြိုဆိုကြမယ်လို့ပြောတယ်။ဒီညကကျွန်တော်ရဲ့ကိုရီးယားနောက်ဆုံးညပါ။မနေ့ပြန်ဒီနိုင်ငံကိုထားခဲ့ပြီးအမိမေပြန်မမယ်။ကြန့်ရှိနေတဲ့အချိန်လေးတွေမှာမိသားစုနဲ့အတူအိမ်လေးထဲမှာပျော်ပျော်ပါပါနေခြင်းနဲ့ဗျ။ဖြစ်ပြက်လာတဲ့အခြေအနေကိုလက်ခံရင်ကျွန်တော်စိတ်ခိုင်ခိုင်ထားထားပါတယ်ဗျဟုဆိုကကင်းစာယောဂနောက်ဆုံးအဆင့်ကိုခန်းစားနေရတဲ့မြန်မာလူငယ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရင်းပွင့်ထားတာပဲဖြစ်ပါတယ်။